တက္ကသိုလ်ဝင်စာမဝေးပြည်လင်းကျင်းပတော်ကိုအချက်သုံးချက်နဲ့ပညာရေးဝန်ကြီးရှင်လင်းအားလုံးပဲမင်္ဂလာပါမလင်းငလင်းကြောင့်ပျက်စီးဆုံးရှုံးသွားကြရတဲ့ဖြစ်လာတဲ့တဲ့တက္ကသိုလ်ဝင်စာမဝေးကိုပြည်လင်းကျင်းပမယ်လို့ပညာရေးဝန်ကြီးကကြေညာထားပါတယ်မလင်းစကိုင်းကချင်းနဲ့နေပြည်တော်ကောင်စီနေမြေတွေမှာចောင်းသားចောင်းသူတွေရဲ့ဖြစ်လာပြီးမိလောင်ပျက်စီးကြရပါတယ်စာမဝေးလည်းဖြစ်ရမယ်ចောင်းသားចောင်းသူပေါင်းကလည်း6000ကျော်တည်ရှိနေကြပါတယ်တက္ကသိုလ်ဝင်စာမဝေးကိုလာမင်းစွန်လာတွေမှာပြည်လင်းကျင်းပမှာလည်းဖြစ်ပါတယ် ဒါကြောင့်ကျောင်းသားတွေအတွက်ပြင်ဆင်ခြင်းဟာနှစ်လတောင်မှမပြေပါဘူး။လူလူကြားမှာလည်းစာမေးပွဲပြန်လည်ကျင်းပမယ့်ကိစ္စနဲ့ပတ်သက်ပြီးဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။တိုးတိုးစာမေးပွဲပြန်လည်ကျင်းပရေးနဲ့ပတ်သက်ပြီးတော့စင်ညာရေးဝန်ကြီးဌာနလေးလာဆက်သိရေးပြည့်ပြည့်ရေးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ဒေါ်ချောချောစင်ကတော့အချက်၃ချက်နဲ့ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ပထမဆုံးချက်ကတော့တရားမျှတမှုပဲဖြစ်ပါတယ်။တကယ်လို့တူသဝင်ဆောင်မေးဝေးကိုပြန်လည်မဖြေဆိုခိုင်းမင်းအားလုံးကိုအောင်ပေးမယ်ဆိုရင်ဂျန်နီစာစစ်ထဏာကចောင်းသားចောင်းသူတွေတဲ့တရားမျှတမှုမရှိရရောက်တယ်လို့သူကဆိုပါတယ်။နောက်ပြီးဂွန်တူးတွေတော်တန်းဝင်ဖို့ဒီမျှထားကြသူတွေတွေ့လေပါပါတယ်။စာစစ်ထဏာအားလုံးចောင်းသားအားလုံးမမြတ်တတဖြစ်စေဖို့လေပြန်လည်ကျင်းပတဲ့အကြောင်းရင်းတစ်ခုနဲ့သတ်မှတ်ထားကြတာပါ။နောက်တစ်ချက်အနေနဲ့ចောင်းသားတွေရဲ့ဂုံတိခါတွေအခုလိုဆုံးဖြတ်ခဲ့တာလို့လေပညာရေးဌာနဘက်ကပြောပါရီ တကယ်လို့ចောင်းသားအားလုံးကပြန်လည်မဖြေဆိုဘဲနဲ့အအောင်ပြလိုက်မယ်ဆိုရင်တော့သူတို့ရဲ့ခုံတိတ်ခါပိုင်းထိခိုက်ရမယ်လို့ဌာနဘက်ကယုံကြည်နေပါတယ်ဘေးလူတွေကအအောင်ပြတဲ့ခင်မှာအောင်ခဲ့ကြသူတွေဆိုပြီးတော့နှိမ့်ချလာနိုင်တယ်လို့လည်းထည့်သွင်းရှင်းလင်းထားပါတယ်နောက်ဆုံးချက်ကတော့ចောင်းသားတွေရဲ့တလန်တွေပြန်လည်ကျင်းပရတာလို့ပြောပါတယ် မြန်မာနိုင်ငံမှာကတက္ကသိုလ်ဝင်စာမေးပွဲအတွက်ရမှတ်ကြည့်ပြီးတော့ဆုံးဖြတ်တဲ့စနစ်ကိုပဲကျင့်သုံးနေတာပဲဖြစ်ပါတယ်။ဒါကြောင့်ကျောင်းသူကျောင်းသားတွေအနေနဲ့မိမိတို့တက်ရောက်လို့တဲ့တက္ကသိုလ်တက်ရောက်စီဖို့တက္ကသိုလ်ဝင်စာမေးပွဲကိုပြန်လည်ကျင်းပပေးတာဖြစ်ကြောင်းထည့်တင်ပြောကြားသွားတာဖြစ်ပါတယ်။ တပ်သမီးစံမွေကိုလာမင်းစွန်လာ16ရက်နေ့ကနေ22ရက်နေ့ထိပြန်လည်ကျင်းပသွားမှာဖြစ်ပါတယ်။စံမွေမကျင်းကပင်မှာအကြောင်းတွေမှာပြန်လည်တင် जा ပေးမယ့်စီစဉ်နေရှိသလိုတက္ကသိုလ်ကပေါမော့ခချင်းကတိကရီလာရောက်ပို့ချပြီးတော့စီစဉ်ထားတယ်လို့ပညာရေးဝန်ကြီးဘက်ကပြောပါတယ်။ ။နောက်ပြီးနိုင်ငံတော်ရုပ်သံလိုင်းတွေနဲ့ YouTube Channel တွေလည်းပြန်လည်ဖြည့်ဆုံးမဲ့ចောင်းသားចောင်းသူတွေအတွက်တင် जा ပို့ချဖို့လည်းစီစဉ်ထားပါတယ်။ဘလိုပဲဖြစ်ဖြစ်ပါတဲ့သဝင်းဆောင်ဘဝဖြည့်ဆွားမဲ့ကိစ္စကြီးဟာဒုဒုကြမှာရောចောင်းသားចောင်းသူနဲ့မိဘတွေချမ်းမပါညင်းပွားပြာကိစ္စဖြစ်ရှိနေစေပါ။သက်ဆိုင်ရာဝန်ကြီးဌာနကလည်းဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်တော့မှာမဟုတ်ဘဲနဲ့စီစဉ်ထားတဲ့အတိုင်းဆာမွေဝဲကိုပြန်လည်ကျင်းပဖို့ကလည်းတည်ကြနေပါတယ်။ကြီးစုဝါပေးခဲ့ကြတဲ့တွင်အလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွင်မှလည်းခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့အောင်မှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှကြီးစုအားပေးဖို့အတွက်မိကြပါနဲ့အောင်ရှင်။